မြန်မာနိုင်ငံမှာဆင်အာနာရှင်အစိုးရအဆက်ဆက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကိုဖမ်းဆီးထိန်သိမ်းထားတဲ့အကျဉ်းထောင်တွေအများကြီးရှိပါတယ်။အဲ့ဒီအကျဉ်းထောင်တွေထဲမှာလူခုန်သိက္ခာမဲ့စွာနှင်းပန်းနှိပ်စက်ခံရတဲ့အတွက်လုံလောက်စွာဆေးကုသခွင့်မရတဲ့အတွက်လူမသိသူမသိကြဆုံးသွားရတဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ဖြစ်ရဆိုးတွေဟာတစ်နှစ်တခြားများပြားလာခဲ့ပြီဖြစ်ပါတယ်။ ဒီဘက်အချင်းထောင်မှတ်တမ်းအစီအစဉ်ကလည်းအချင်းကြခံရရစဉ်အတွင်းမှာကြဆုံသွားခဲ့ရတဲ့နိုင်ငံရေးအချင်းသားတို့အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ တိတ်ဆုံးပုံတွေကတော့အမျိုးမျိုးတော့ရှိမှာပေါ့ဆိုတော့ဥမာဒီကျုံးမိတ်ပေးလို့ကျုံးမိတ်ပေးကိုပြက်လိုက်လို့သိသွားတဲ့လူတွေရှိမှာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုစလိုက်တင်မအောင်ဆိုလို့ရှိရင်ကျွန်တော်တို့အာ86ခုနေမှာတဲ့ကသူ့ကိုဖမ်းဆီးထောင်ချပြီးတော့3လလောက်ကြာမှာပဲဟိုကျုံးမိတ်ပေးလိုက်တာဖြစ်တယ်ဆိုတော့နောက်တော့ကဒီကိုချင်းပြီတို့ ီကိုဇေယသောတို့ကိုလာမျိုးအောင်တို့ဒီကိုအာသူရဇော်တို့ဆိုလို့ရှိရင်လေဒါက2022နှစ်မှာကျုံမိပိတ်ခါတာပေါ့ဆိုတော့နောက်တစ်ခါကျွန်တော်တို့ကသေဖို့သိနည်းတော့အများကြီးပုံစံလားမျိုးစုံရှိမှာပေါ့လေဥမာဥခေမောင်မြင့်ဆိုလို့ရှိရင်ကျွန်တော်တို့အာဝန်းကြိုက်တဲ့ယောဂဝတ်ကြိုက်တယ်ဆိုတာထောင်တော့မှာတိတ်ဟိုဖြစ်လေဖြစ်ကြရှိတဲ့အသေးဝဲပြဿနာလေဆိုတော့ ဒီဝုတ်ကြိုက်တဲ့ယောဂါကိုတနှစ်ကျော်ကျော်ခံစားပြီးအဲ့ဒီယောဂါနဲ့ပဲထောင်ထဲမှာသိဆိုးရတဲ့ကိစ္စမျိုးတွေရှိရယ်ဆိုတော့အဲ့ဒီအဟာမျိုးတွေရှိသလိုဥမာအခုပြီးခဲ့တဲ့နှစ်ကပဲပြီးခဲ့တဲ့မတငယ်တို့ကကာလမှာပဲဒီနိုဘယ်အေးဆိုလို့ရှိရင် သူ့ကိုတရားရုံးထုတ်တယ်တရားရုံးထွက်နေတဲ့အချိန်မှာပြတ်တက်လိုက်တဲ့အဟာမျိုးဖြစ်တယ်ပြီးခဲ့နှစ်ကဆိုလို့ရှိရင်ကျွန်တော်တို့အာဒိုက်ဦးထောင်နေထောင်ပြောင်းသွားတဲ့အားရှိရယ် ထောင်ပြောင်းတဲ့နိုင်ငံကြီးနိုင်ငံကြီးကျင်းသားတွေထောင်ပြောင်းတဲ့ကမှာလမ်းမှာပဲဟိုတတ်လိုက်တဲ့ကိစ္စမျိုးလေးရှိတယ်၁၄ရက်လောက်ဆုံးသွားတာရှိတယ်နောက်တစ်ခါဒေါက်တာဇော်မြင့်မောင်တို့လို့ပေါ့အရင်တော့လည်းရှိပါတယ်ဆိုတော့တကယ်လုံးဝအသက်ရှင်သန်မှုမဖြစ်နိုင်တော့တဲ့အချိန်မှာမှလူကြီးသက်သာဆိုပြီးတော့လာပြီးတော့ချိန်ညာတဲ့ဟာမျိုးဒီအပြင်အကျဉ်းတောင်တွေကနေပြတ်သွားတဲ့ဟာမျိုးလေးရှိတယ်ပြောနေတာကတော့အဲ့ဒီ သိပုံသိနီးလေကတော့ဟိုနီးမျိုးစုရှိနေတာဘာလို့ဖြစ်ပါလဲဟိုပါကိုတင်မဦးကနေစပြီးတော့ဗောနော်ကိုဂျင်မီတို့၄ယောက်အစုံအဲ့ဒီ၅ယောက်စလုံးဟာမျှတာတဲ့တရားစီရင်ရခဲ့တာမျိုးတွေရှိခဲ့လားဆိုတာမျိုးကျွန်တော်တို့ရဲ့မှတ်တမ်းတွေအရာဗောနော်ကိုတိဘယ်လိုမျိုးသုံးသပ်မိလဲတကယ်ကတော့ဒီလောလောဆယ်အရာဆိုလို့ရှိရင်တော့ဒီကျိုးပေးကွမြဲ့မယ်ဆိုလို့ရှိရင်မိသားစုတွေနဲ့ ဟိုတရားဝင်ပေးတွေ့တဲ့ကိစ္စမျိုးတွေလုပ်ပေးရတာရှိတယ်ဆိုတော့ဟိုကိုစလိုက်တင်မဟုတို့ကလည်းမလုပ်မလုပ်ပေးခဲ့ဘူးလို့ဒီကျွန်တော်ကိုကျင်မင်းတို့အာကိုစရာတော်တို့၄ယောက်မှလည်းကျိုးပေးခံရမယ်ဆိုတော့မိသားစုရောဒီလူတွေကဲကရှင်ကိုနိုင်တွေရောမသိနေဘူးနောက်တစ်ခုကဟိုဘယ်မှာမြုပ်မှန်းလဲမသိဘူးလေခုဆိုရင်တရားဝင်အရာကျွန်တော်တို့ကသူတို့၄ယောက်ကိုဘယ်နေရာမှာမြုပ်နှံထားတယ်ဆိုတာမသိဘူးမသိဘူးဆိုတဲ့အခါကျတော့လေမိသားစုတွေမှာ စိတ်ထဲမှာဒူလောဒူလောပေါ့နော်အလောင်းလည်းမမြင်ရဘူးဘယ်မှာမြုပ်နှံမှလည်းမြုပ်ထားမှလည်းမသိဘူးနောက်တစ်ခါသူတို့ကခုနပြောတဲ့ကြိုတင်တိပေးရမယ့်ကိစ္စမျိုးတွေလည်းမပေးဘူးဆိုတဲ့အခါကျတော့ပြောမှဆိုရင်ဒီကိုစလိုင်းတင်မအောင်ပါဝင်ပေါ့နော်ဒီအားလုံးပေါင်း9ယောက်ကိုဒီလိုတည်တံပေးလိုက်တယ်ဆိုတဲ့ကိစ္စဟာစစ်ကောင်စီအပါဝင်မဆလာအစိုးရကလည်းပျောင်ပျောင်တင်းတင်းဥပဒေကိုချိုးဖောက်တယ်လို့ကျွန်တော်တို့စွပ်စွဲလို့ရနိုင်မလားဆိုတော့ဒီကြတာပေါ့အဲ့ဒါကလူသက်အလောင်းဖြောက်လို့ ပြောလို့ရတယ်။ဆာလူတတ်တယ်။လောက်ဖြောက်တယ်။တရင်ထိတ်ကြတယ်။သူတို့ကဟိုတိတ်ကြတယ်ဒီအမှုကျူးလွန်တယ်ဆိုလို့ရှိရင်သူတို့ဒီလောင်းတစ်ချိန်မှာဒီသူနဲ့ထိုက်ကျူးလွန်လာတဲ့ဟာနဲ့ထိုက်တန်နဲ့ပြစ်မှုတော့သူတို့ပြန်ပြီးတော့အာပြစ်တန်ကိုတော့ပြန်ခံစားရမှာ။ AAPP ကနေကောက်ယူမှတ်တမ်းတင်ထားနိုင်တဲ့တည်ထန်ဆိုင်ရာအချက်လက်တွေရ1986ခုနှစ်ဇွန်လ26ရက်နေ့မှာနိုင်ငံရေးအမှုနဲ့ကြိုးပေးကုမြတ်ခံရတဲ့စလိုက်တင်မောင်ဦးအပါအဝင်ဒီ2021အာနာသိမ့်မှုမတိုင်မီရတည်ထန်ချမှတ်ခံရတဲ့နိုင်ငံရေးအကျဉ်းသားပေါင်းအရေအတွက်ဟာစုစုပေါင်း35ဦးရှိခဲ့တာပါအခုလက်ရှိမြင်နေရတဲ့ဇာ2021ခုနှစ်အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာ တည်တံစီရင်ခံရတဲ့နိုင်ငံရေးအကျဉ်းသားဦးရီစည်ရင်ကိုပြသထားတာပါတည်တံချမှတ်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားအရေအတွက်စုစုပေါင်းအား198ယောက်ရှိခဲ့ပါတယ်အဲ့ဒီ198ယောက်ထဲမှာတည်တံချခံရပြီးတဲ့နောက်မှာထောင်တန်းတသက်တကြုံအဖြစ်နဲ့ပြောင်းလဲသတ်မှတ်ခံရသူက26ဦးပါမျက်ွယ်တည်တံချမှတ်ခံရသူက44ဦးပါ တေတံစီရင်ခံရသူကတော့၄ဦးရှိခဲ့ပါတယ်။2022ခုနှစ်ဇူလိုင်လအတွင်းမှာတေတံစီရင်ခံရတဲ့နိုင်ငံရေးအကျဉ်းသား၄ဦးရှိခဲ့ပါတယ်။အဲ့ဒီ၄ဦးကတော့ကိုကျော်မင်းဦးခေါ်ကိုချင်းမီကိုဖြိုးစရာတော့ခေါ်ကိုမောင်ကျော်နဲ့ကိုလှမျိုးအောင်ခေါ်ကိုမျိုးကိုအောင်သူရဆော်ခေါ်ကတုံးလိုပဲဖြစ်ကြပါတယ်။ လက်ရှိအချိန်ထိထောင်တွင်းမှာတေဒံချမှတ်ခံရတဲ့နိုင်ငံရေးအကျဉ်းသားဟာ124ဦးရှိနေပါတယ်1989ခုနှစ်မှာတန်လီရေနံချက်ဆက်ယုံဘုံခွဲမှုမှာပါဝင်ခဲ့တယ်ဆိုတော့စွဲချက်တင်ပြီးတော့တေဒံပေးခံရတဲ့ကိုတန်းစော်ဦး2012ခုနှစ်ကြတော့မှပြန်လွတ်ပေးခဲ့ပါတယ်အဲ့ဒီကိုတန်းစော်ဟာသူမကျူးလွန်တဲ့အမှုတစ်ခုအတွက်ကို ထောင်ထဲမှာ23နှစ်တိတိနေခဲ့ရပါတယ်။ဒီဘုံခွဲတာကျွန်တော်ခွဲရမှာပေါ့။နော်ခွဲလို့ခွဲပါမယ်။နော်ကျွန်တော်တို့ဝလှုပ်နေတကယ်တရားခံအစစ်မှန်မိဆိုရင်ကျွန်တော်လှုပ်ပြီကျွန်တော်လှုပ်ပြီရတယ်ကျွန်တော်တို့ထိန်းထားလို့ရတယ်။အေးမဟုတ်ဘူးလေမင်းတို့ပဲလှုပ်တာပေါ့။အဲ့ဒီလိုပြောလို့မရဘူး။နောက်ဆုံးဘလို့ဖြစ်လို့ကျွန်တော်ငိုပြီးပြောတယ် မဟုတ်ဘူးနော်ကျွန်တော်တို့မဟုတ်ဘူးနော်အဲ့ညံ့တဲ့ခံတော့ကိုခံရတာကိုကူကျိုးပြီလားဟဲ့နော်ငါတော့ဦးနာကျိုးကတော့ဖြစ်တော့မယ်ပြီးတယ်ဦးနော်လည်းပြတ်တော့မယ်အဲ့တော့ဒိန်းကိုသိမှုမဟုတ်တယ်ကျွန်တော်လုပ်တယ်ပြောပြောလိုက်တယ်အဲအဲ့မှာပြတ်တော့နောက်တရားရုံးရောက်တော့တရားစစ်ခုံးရုံးတော့စစ်ခုံးရုံးကအမှတ်တည်းကဲတဲ့တရားခံနေတဲ့အမင်းချမယ်ဘာပြောချင်နေလဲပြောပါမယ်အဲ့မှာတော့ထောင်းနေပြတော့မင်းချမယ်ဆိုသူတို့မျက်နှာရည် ကျွန်တော်ဖတ်ကြည့်ရတာကြည့်ရတာကမျက်နှာရတင်းနေမှာပါပဲ AC ပဲကျွန်တော်ချတော့မှာသိတယ်အဲ့တော့ကျွန်တော်အဲ့ဒီမှာပြောရမလို့နိုင်ငံတကာမှာပဋိညာတစ်ခုရှိတယ်ပေါ့နော်ဟဲ့လားနိုင်ငံတကာလည်းပဲဒီတရားဥပဒေမှာဒီ slogan ကိုအလေးနဲ့ထားတယ်ပေါ့အဲ့ဒါပါလဲဆိုတော့အပြစ်ရှိတဲ့သူ10ရောက်လွတ်ချင်လွတ်သွားပြီးပြစ်မဲ့တဲ့သူတယောက်ကိုမှားယွင်းစွာ ြစ်တယ်မပေးမိပါစေနဲ့ဆိုလို့ရှိတယ်။အဲ့တော့ကျွန်တော်တို့ပြစ်တယ်ပေးမယ်ဆိုလို့ရှိရင်ဒါမှားရွေးနဲ့ပြစ်တယ်မဖြစ်ရဘူး။အဲ့တော့ကျွန်တော်တို့ဒါဂွေးလုံးကျွတ်ပေးတယ်လို့ဖို့ပဲလိုအပ်တယ်ဆိုတဲ့ကြောင့်ကျွန်တော်ထပ်ပြောပြောတာပေါ့နော်။ပြောတော့တရားသူတွေကစက်ဖြဲပြင်းနေပြုတ်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 နေပြီ။ပြီးတဲ့ပြေခဲ့တဲ့အမိတ်အမိတ်ချမယ်ဆိုတော့အမိတ်ချတော့မသိမချင်းကျိုးခွင်းဆိုတတ်စီအဲ့လိုအဲ့လိုမျိုးပြောလိုက်ပြောကူညီနေမှာဘာဖြစ်တော့ထောင်းနဲ့ဒေါသထွက်သွားတယ်မတည် ောက်တစ်ခုကဘာလို့ဝမ်းနေပါတော့ဝမ်းနေလဲဆိုတော့ဟာဗမာညာတရားဥပဒေမရှိတော့ပါလားအဲ့တော့ကျွန်တော်တို့ကထောင်ချလိုက်ပေါ့ဟာထောင်ချတာမှာ29ရက်9လလာသိဘူး9လပိုင်းလာမြင်ထောင်ချလိုက်ပေါ့ထောင်ချတည်တယ်ပေါ့ကျိုးတဲ့ရောက်တော့ရောက်သွားတဲ့ခါကျတော့တော်တဲ့ခါကျတော့15ရက်တလလောက်နေတော့တကယ်ဘုံခွဲတဲ့တရားကမိပြီဟာလား KNU ကဘုံမှုကုတ်ကိုနိုင်မိပါပြီ အဲဆိုတော့အာကိုတို့လည်းတွတ်တော့မယ်ပေါ့ဒီနေ့ဒီနေ့တော့ပြောတာပေါ့မငေါ့တွတ်တော့မယ်တူလို့ပေါ့ဒါကသူမိလေတကယ်တကယ်စစ်မိသွားပြီပေါ့ဆိုတော့အဲ့ဒီမှာမိနေတဲ့အချိန်မှာသူတို့ကိုထောင်မကြသေးမချသေးမချသေးမှသူတို့အချုပ်တယ်ပဲကြည့်တယ်အဲ့ဒီအချိန်မှာဘာလို့လဲဆိုတော့ကျွန်တော်တို့ကျွန်တော်ရဲ့ညီညီဦးရဲ့နှစ်ယောက်ဟိုတရားဖွင့်ပြီးတော့ကျွန်တော်တို့အပြင်ထွက်မယ်ဆိုတော့အပြင်ထွက်တော့ပေါ့ကျိုးတွေပါလာကျိုးတွေနဲ့တုံတာ ကိုလုံးကိုကြိုးနေတော့ဟာဘာလဲပေါ့ဘလို့မှစဉ်းစားလို့မရဘာလို့ဘာဖြစ်လို့အဲ့လိုလုပ်ရလဲပေါ့အဲ့လေသူတို့ခေါ်တော့လိုက်သွားတော့ခေါင်းဆုပ်ဆုပ်ပြီးလိုက်ပေါ့ဟိုရောက်တော့ဘယ်ရောက်လဲဆိုတော့အမျိုးသမီးအဆောင်ရဲ့အနောက်ဘက်ရောက်တန်ချေချင်းခတ်တယ်အဲ့မတန်ချေချင်းခတ်တန်ချေချင်းခတ်တန်ချေချင်းတောင်ကြီးနဲ့တစ်ခါမှလည်းခတ်မခတ်ဘူးဘယ်တော့လမ်းလျှောက်လို့မရဘူးကျွန်တော်တို့ဘာဖြစ်လို့ဆိုဝင်နေမင်းတို့နောက်မှုရှိရဲ့နောက်မှုမင်းတို့ထုတ်နောက်မှုထုတ်လို့မင်းတို့ချေချင်းခတ်တာ တော့တဲတလားမင်းတို့တွေမာလုပ်တယ်ညာလုပ်တယ်ပေါ့ဟိုရေးတော့ပုံမှန်ကရေးခင်းတော့ဟိုတက်ဦးတွေဖွဲ့တယ်ပေါ့အဲ့ဒီမှာမင်းတို့တွေ UG ရေလုံကြတယ်ပေါ့ဒါကြောင့်ဒီဟာတွေထင်ရှားတဲ့အတွက်ဝမ်းတူတူဝမ်းနိုင်ငံတော်ပုံကံမှုနဲ့မင်းတို့ထောင်ချမယ်ပေါ့ဟာတိတ်မကြရပိုင်းမကြဘုံမှုကိုကိုနိုင်တကယ်မြောက်ကိုကိုနိုင်တဲ့တေးရန်ကြပြောရောက်ရောက်လာကိုတေးရန်တိုက်ပဲရောက်တေးရန်တိုက်ကတခုလည်းဖြစ်ရဲ့ဆိုရောက်လာတော့ဘောလုံးဝမ်းတော်တာပေါ့ကျွန်တော်တို့အတင်းလာတို့ ဟာညီလေးကကိုပြောတယ်နော်တခုမှကိုဝင်ခံတယ်တဲ့တညီချင်းနဲ့ချစ်စုံနဲ့ကိုပို့တာပို့တယ်မှာဘုံဘုံပြန်မှာပါတယ်ပြည်ရကြဘုံဘုံပြန်နဲ့ဘလို့ပို့အခုပို့သူကလက်မခံဘူးခုနကဒီမြို့တော်ခံမှလို့ပါလို့လည်းပဲသူတည်တယ်ချလိုက်တယ်အဲ့တော့တကယ်ခွဲတဲ့လူကတည်ရန်တစ်ခုလည်းကြာသွားတယ်တကယ်မခွဲဘူးတကယ်လည်းမလုပ်ဘူးဘုံနဲ့ကြိုင်လည်းမကြိုင်ဘူးမြင်လည်းမမြင်ဘူးမြို့ချင်းနဲ့မှာပဲတွေ့ဘူးလားပရိအနေဒီကလူငယ်တွေကတည်တယ်လည်းကြာတယ်တသက်တကြုံလည်းကြာတယ်အဲ့လိုနေနေနေ तू က တကယ်ဘုံခွဲတဲ့လူဘုံတွေလည်းလက်ထက်မှာပြီးတဲ့လူအဲ့ဒါဟိုဆိုင်နေစာပါတဲ့တနတ်တွေရောပတ်စံတွေရောเนาะအဲဒုံးပြက်လောင်ချာတွေရောပြီးတဲ့သူကသူနေသားနဲ့နိုင်ငံတော်လာပြီးတော့သူကအရင်လွတ်သွားကျွန်တော်ကမလွတ်ဘူး ယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရစဉ်တွင်မှာကြဆုံသွားခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့ဖြစ်ရပ်တွေကအကျဉ်းထောင်တွေကအယုတ်ဆိုးအကြီးတန်းနဲ့ဖိနှိပ်ရေးရန်နေရာတွေကိုမီးမောင်းထိုးပြနေတယ်လို့ဖြစ်ခဲ့ပါတယ်။လူတယောက်ကွက်မြက်ခံလိုက်ရတဲ့အခါအသီးစိတ်တစ်ခုရော့သူ့ရဲ့ဖြစ်တည်မှုတစ်ခုရော့သွားမှာအမှန်ဖြစ်ပေမဲ့ကြံခဲ့တဲ့သူတွေကဒီကွက်မြက်မှုအကြောင်းဆက်ပြောနေကြအောင်မှာပါပဲ။ဒီလိုတရားဥပဒေမဲ့တဲ့စီရင်မှုတိုင်းဟာ စကလုံးမရှိတဲ့မှားယွင်းမှုတွေဖြစ်တယ်ဆိုတဲ့အကြောင်းမှတ်တမ်းတင်ခံရအောင်မှအသေးချပါပဲ။ကံကောင်းထောက်မစွာလွတ်မြောက်လာခဲ့တဲ့တေရွာပြန်နိုင်ငံရေးအကျဉ်းသားတွေကဒီလိုဥပဒေမဲ့မှားယွင်းပြစ်ဒဏ်ပေးမှုတွေအတွက်တက်ရှိထင်ရှားတက်တွေတွေအနေနဲ့တက်တွေခံရင်ရှင်းတန့်နေကြစဲပါပဲ။လာမယ့်အစီအစဉ်မှာတော့ထောင်ကထွက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့နောက်ဆက်တွဲပြဿနာတွေကဘာတွေလဲ။သူတို့အတွက်တရားမျှတမှုကိုသူတို့ဘယ်လိုရှာဖွေကြသလဲ။ နိုင်ဂျင်းဟောက်တယောက်အနေနဲ့ဘဝကိုဘယ်လိုရှေ့ဆက်ကြသလဲဆိုတာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်ကိုဒီမိုကရက်တစ်မြန်မာအတန်နဲ့နိုင်ငံရေးကျင်းသားများကုညီဆောက်ရှောက်ရေးတင် AAPB တို့အတူတူပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။